အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ခေါင်းမိချုံပြီးနေကြတဲ့ရောင်မ၃ရောင်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါရှီဖာနီတယောက်လက်ထပ်ပြီးနောက်မှာတော့ပထမဦးဆုံးရခေါမရင်ကို ရောက်ရှိလာခဲ့ပါတယ်ရှီဖာနီကတော့ခေါင်းမိချုံပြီးဝင်လာခဲ့တာပဲဖြစ်ပါတယ်ချွေးမလေးရေဘာမှခေါင်းမိချုံစရာမလိုဘူးတိလား ဟုတ်ကဲ့ပါမေကျေးဇူးတင်ပါတယ်။သူမအိမ်တဲကိုဝင်သွားခဲ့တဲ့အခါမှာတော့သူမရဲ့ရောင်မလေးတွေကိုတွင်ပြင်ခဲ့ရပါတယ်။ရောင်မလေးတွေကတော့ခေါင်းမိချုံပြီးနေထိုင်နေခဲ့ကြတာပါ။ကဲဒါကတော့နေ့ရဲ့ရောင်မလေးတွေပဲ။ဒါနဲ့လေအမေကျမရောင်မလေးတွေကဘာဖြစ်လို့ခေါင်းမိချုံပြီးရောနေနေကြတာလဲ။အမေပြောတော့ကကြတော့အမေတို့အိမ်မှာချွေးမလေးတွေကခေါင်းမိချုံစရာမလိုဘူးဆို။ဒါဆိုရင်ဘာဖြစ်လို့တမီးလေးတွေကခေါင်းမိချုံပြီးနေနေကြတာလဲ။ ဒီအချိန်မှာရခမဖြစ်သူကတပ်ပြင်းအရှိကြီးတစ်ထပ်ချပြီးပြောခဲ့ပါတယ်။နင်းသိတဲ့အတိုင်းပဲချွေးမလေးရေငါတို့စီမှာဆိုလို့ရှိရင်တော့အသားဖြူတဲ့သူနဲ့အသားမဲတဲ့သူကိုဘလောက်တောင်မှနှိတ်ချဆက်ဆံခွဲခြားလိုက်ကြတယ်။အသားဖြူတဲ့ဆိုရင်တော့နင်းရရတယ်။အားလုံးကသူ့ကိုချီးကျူးကြတယ်။တကယ်လို့မင်းကလေးကအသားညိုနေမယ်ဆိုရင်တော့အားလုံးကသူ့ကိုရှုပ်ချတယ်၊ကဲရဲကြတယ်။မျက်နာကိုတော့မှမကြည့်ကျင်ကြဘူးလေ။ငါသမီးလေးတွေက အသားညိုကြတယ်။ သူတို့မွေးဖွားလာတဲ့အချိန်ကစပြီးအားလုံးကသူတို့ကိုလှောင်ပြောင်ခဲ့ရခဲ့ကြတယ်။အဲဒါကြောင့်နေရောက်ခတိကလည်းသူတို့၃ယောက်လုံးကိုခေါင်းမိချုံပြီးတော့နေခိုင်းခဲ့ရလေ။အမေရဲ့သူတို့၃ယောက်လုံးကအခုဆိုလို့ရှင်တော့အရွယ်တစ်ခုရောက်နေကြပြီ။၃ယောက်လုံးကလည်းဘဝတစ်ခုကို ရှင်သန်နေထိုင်ဖို့အတွက်အခွင့်အရေးရှိပါတယ်။ဆွေမျိုးတွေရဲ့အကြောင်းကိုတော့နားထောင်မနေနဲ့သူတို့ကအမြဲတမ်းအပြစ်တင်နေကြမှာပဲ။အဲဒီအတွက်နဲ့အမေသမီးလေးတွေပျော်ရွှင်မှုကိုအမေကိုယ်တိုင်မတက်ပြစ်လိုက်ပါနဲ့။ ဘယ်လိုပြောပြရမလဲနေရခေါတီကနားမထောင်ဘူးလေနောင်နဲ့မနှမောလင်းသွားခဲ့တဲ့အချိန်မှာဂီတာကတော့ရှီဖာနီရဲ့အခန်းထဲဝင်သွားခဲ့ပါတယ်ရောင်းဝရေးလာခဲ့ကျမမနှက်စာပြင်ဆင်ပြီးသွားပြီအမကြိုက်တဲ့မုတ်တွေအများကြီးလှုပ်ထားတယ်ဒီလားအကိုကိုတိုင်းကအမဘာကြိုက်လဲဆိုပြီးတော့ကျမတို့ကိုလာပြောပြထားတာလေအဲ့ဒါကြောင့်ကျမတို့ကြိုက်လောက်မယ်ထင်တဲ့ဟာတွေအများကြီးလှုပ်ထားတယ်အမလေးရောင်းမလေးရဲ့ကျေးဇူးအများကြီးတင်တယ်နော်ဒီလိုနဲ့သူမကလည်းသူမရဲ့ရောင်းမလေးနဲ့အတူတူအပြင်ကိုထွက်လာခဲ့လိုက်ပါတယ် ဒီအချိန်မှာတယောက်ကတော့အားလုံးစားတောက်ဖို့အတွက်ဘောတွေပြင်ဆင်ပေးနေခဲ့တဲ့အချိန်နောက်တယောက်ကတော့အိမ်သက်ရှင်ရင်ထိုင်လုံးနေခဲ့ပါတယ်။ထမင်းစားဝိုင်းမှမိသားစုဝင်တွေအားလုံးအတူတူထိုင်နေခဲ့ကြပါတယ်။ရှီဗာနီကလည်းကြည်လိုက်ပါတယ်။ထမင်းစားဝိုင်းမှာတော့အားလုံးကြိုက်တဲ့ထမင်းတွေမုတ်တွေအစုံပဲပြုလုပ်ထားပါတယ်။ဒါလောက်များတဲ့ထမင်းဟင်းတွေအများကြီးဘယ်သူကများချက်ပြုတ်ပြင်ဆင်ပေးခဲ့တာလဲ။ဘယ်သူကချက်မလဲ။သူတို့တောင်းရောက်အတူတူချက်ပြုတ်ခဲ့ကြတာပေါ့။နေ့စဉ်နေ့တိုင်းသူတို့တောင်းရောက်ကပဲထမင်းဟင်းတွေကိုအတူတူချက်ပြုတ်ကြတယ်လေ။ ဒါကဒီအိမ်မှာတို့ရဲ့တာဝန်ပဲဟုတ်ပါပြီအမေဒါပေမဲ့နောက်နေ့ကစပြီးရောဒီတာဝန်တွေ အားလုံးကျမကိုရှင်းပေးလိုက်ကြောင်းနော်ဒါကကျမရဲ့တာဝန်ဖြစ်သွားပြီဆန်နဲ့အိမ်အလုပ်တွေကိုတော့ကျမရောင်းမလေးတွေလုပ်ပါစေမဟုတ်ဘူးချွေးမလေးရဲ့အိမ်အလုပ်တွေအားလုံးကိုတို့သုံးယောက်ကိုပဲလုပ်ခွင့်ပေးလိုက်တို့သုံးယောက်လုံးအိမ်အလုပ်တွေအားလုံးကိုတာဝန်ယူလာခဲ့တာသုံးယောက်လုံးထမင်းဟင်းချက်ပြုတ်တဲ့အိမ်တန့်ရှင်ရင် လုပ်တဲ့အိမ်မှုကိစ္စတွေအားလုံးကိုတို့ပဲလုပ်လာခဲ့တာ သူတို့သုံးယောက်လုံးအလုပ်ကိုတေချာမလုပ်တတ်ဘူးဆိုရင်တော့သူတို့ကိုဘယ်သူကလက်ထပ်ချင်တော့မလဲဘလို့မဆိုသူတို့ကအသားညိုလုံးနဲ့အတွက်အကြောင်းမလို့သူတို့ကိုလက်ထပ်ချင်တဲ့သူကဘယ်သူမှရှိတာမဟုတ်ဘူးအဲ့ဒါကြောင့်အိမ်အလုပ်ကိုတော့တေတေချာချာလုပ်ရမှဖြစ်မယ်ဒါပေမဲ့အဖေကျမရောင်မလေးတွေကအသားညိုတာလေးပဲရှိရပါဒါပေမဲ့လည်းသူတို့ကိုအခုလိုမျိုးကြီးတဲ့အပြစ်ဒဏ်တော့မပေးလိုက်ပါနဲ့ရှင်ဒီပုံစံတိုင်းဆိုရင်တော့သူတို့တပွားအောင်အိမ်အလုပ်ပဲလုပ်နေရင်ねကုံဆုံးသွားရလိမ့်မယ် လက်ထပ်ဖို့ကိစ္စကတော့စိတ်ပူမနေပါနဲ့သူတို့ကျင်းသေးပါဦးလက်ထပ်ကြရမှာအဲ့ဒါကလည်းကောင်းမွန်တဲ့အိမ်တွေမှာလက်ထပ်ရမှာနော်ကျမပြောတဲ့စကားကိုယုံကြည်လက်ခံလိုက်ပါကျမရောင်မလေးတွေရဲ့မျက်နှာမှာအုတ်ထားတဲ့အဲ့ဒီပဝါတွေအားလုံးကိုဖယ်ပေးလိုက်တော့သူတို့လောလောလတ်လတ်အသက်ရှူကြပါစေသူတို့မျက်နှာကပဝါကိုဖယ်လိုက်မယ်ဆိုရင်တော့တအိမ်လုံးမှောင်မဲသွားတယ်လို့မျိုးခံစားရတယ်ချွေးမလေးရဲ့သူတို့သုံးယောက်လုံးကနမိတ်မကောင်းတဲ့မိန်းကလေးတွေပဲသူတို့ဒီပုံစံအတိုင်းပဲနေကြတာငါတို့လည်းအဆင်ပြေတယ်သူတို့လည်းအဆင်ပြေတယ်နေကြပါစေ ဖားခင်ဖြစ်သူရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာရှီဘာနီရဲ့ရောင်မလေးတွေကဝမ်းနေပြီးငိုကြပါတယ်။ဒါပေမဲ့အဖေကိုကြောက်လို့နေတဲ့အတွက်ကြောင့်မလို့ဘာစကားတခေါ်မှထပ်ပြီးမပြောနိုင်ခဲ့ကြပါဘူး။သူတို့အားလုံးကမိသားစုနဲ့အတူတူထိုင်ပြီးထမင်းစားတောက်ဖို့တော့အခွင့်အရေးမရှိကြပါဘူး။မိသားစုတွေအားလုံးထမင်းစားတောက်ပြီးသွားတဲ့အခါကျမှသူတို့၃ယောက်လုံးကကြမ်းတဲ့ထမင်းဟင်းတွေကိုမိဖို့ကန်ထဲမှာသွားထိုင်စားတောက်ရပါတယ်။အားလုံးစားတောက်ပြီးသွားတဲ့အခါမှာတားယောက်ျားလေးတွေနဲ့အဖေကင်ဖြစ်သူကရုံးကိုထွက်ခွာသွားကြပါတယ်။ ဒီအချိန်ရှီဗာနီကလည်းသူ့ရဲ့အသားညိုတဲ့ရောင်မလေးတွေကိုအခန်းထဲခေါ်လိုက်ပါတယ်။တောင်ယောက်လုံးကလည်းရှီဗာနီရဲ့အခန်းထဲဝင်လာခဲ့ကြပါတယ်။နင်တို့တောင်ယောက်လုံးဒီပေါ်ဟာကြီးကိုဖယ်ပစ်လိုက်ကြစမ်းပါ။တောင်ယောက်လုံးကလည်းပေါ်ဟာကိုဖယ်ပစ်လိုက်ကြပါတယ်။ကျမတို့ဘာဖြစ်လို့ဒီပေါ်ဟာကိုခြုံထားလဲသီလား။အော်ဂီတာရဲ့ငါဘလို့သိမလဲ။ကျမတို့တောင်ယောက်လုံးကိုပေါ်ဟာအမဲစောင်းထားဖို့အတွက်အဖေကိုယ်တိုင်ကပြောတာ။ကျမတို့တောင်ယောက်လုံးကအသားညိုကြတယ်လေ။အဲ့ဒါကြောင့်အဖေကကျမတို့ကိုသဘောမကျဘူး။ နင်တို့ဒီကိစ္စနဲ့ပတ်သက်ပြီးတခါလေးရောက်မှစန့်ကျင်ပြောဆိုခဲ့ခြင်းမရှိဘူးလားကျမတို့မပြောဘဲနေပါလိမ့်မလားရှင်ပြောတာပေါ့ကျမတို့စန့်ကျင်ခဲ့ပါသေးတယ်အဲ့ဒီနေ့မှာကျမတို့အရန်အဆူခံခဲ့ရတယ်ပြီးတော့အဖေကပြောတယ်မျက်နှာပေါ်ကဒီပဝါရီကိုဖယ်မဲဆိုရင်တော့ကျမတို့အိမ်ကနေမောင်းထုတ်ပြစ်မယ်တဲ့ဒါပေမဲ့ငါတို့အားလုံးအဖေကိုတိအောင်နားလည်အောင် ပြောပြရမယ်လေအသားညိုတယ်ဆိုတာကနမိတ်မကောင်းတာမဟုတ်ဘူးကြင်စာမိနေတာလည်းမဟုတ်ဘူးမိန်းကလေးတွေကအသားဖြိုသည်ဖြစ်စေအသားညိုသည်ဖြစ်စေ ဘဝမှာကောင်းကောင်းမွန်မွန်ရှေ့ဆက်နိုင်တယ်။အဲဒါကြောင့်နင်တို့၃ယောက်လုံးအများကြီးစူးစမ်းကြရလိမ့်မယ်။ပြီးရင်တော့အသားဖြူတဲ့သူတွေထက်ပိုပြီးတော့တော်တဲ့သူတွေအများကြီးရှိတယ်ဆိုတော့ကိုပြသရလိမ့်မယ်။ဒါနဲ့ကျမတို့ဘာလို့ရမှာလဲ။ဘာလို့ရမှာလဲနင်တို့စာကိုထပ်ပြီးတော့သင်ရမယ်။ငါကလက်မထပ်ခင်တော့ကဆိုလို့ရှင်တော့ကျူရှင်ပြခဲ့ရပဲ။ကလေးတွေအများကြီးကိုလည်းစောင်းပွဲအတွက်ပြင်ဆင်ပေးပြီးတော့စုတွေအများကြီးရစေခဲ့တယ်။ကောင်းပြီလေရောက်ပါရဲ့ဒါဆိုလို့ရှင်တော့ကျမတို့အစင်သက်ပါပဲ။ အရင်နေ့ကစပြီးတော့ရှီဗာနီကလည်းသူ့ရောင်မလေးတွေကိုစာတင်ကြပြသပေးခဲ့ပါတယ်။သူမလက်ထက်တဲ့အချိန်တုန်းကရရှိခဲ့တဲ့လက်ဖွဲ့ငွေတွေနဲ့လိုအပ်တဲ့စာအုပ်တွေကိုဝယ်ယူပေးလိုက်ပါတယ်။ကျမတို့၃ယောက်လုံးစာထိုင်လုပ်နေမယ်ဆိုရင်တော့အိမ်အလုပ်တွေအားလုံးကိုဘယ်သူလုပ်မလဲ။ငါရှိတယ်မလားငါလုပ်မယ်။ငါကချွေးမလေးကိုအကူအညီပေးမယ်နော်။ကျေးဇူးအများကြီးတင်ပါတယ်အမေနဲ့ရောင်မရဲ့တမီးတို့အခုလိုမျိုးအကူအညီပေးတဲ့အတွက်ပါ။တဖြည်းဖြည်းနဲ့နေရရတွေကုန်ဆုံးသွားခဲ့ပါတယ်။ ဖခင်ဖြစ်သူကသမီး၃ယောက်လုံးကိုလက်ထပ်ပေးဖို့အတွက်သတို့သားလုံးလိုက်ရှာနေခဲ့ပါတယ်။မိန်းကလေးတွေကိုသတို့သားတွေကလာကြည့်ခဲ့ကြပါမယ်။သတို့ရဲ့ပုံပန်းသွင်ပြင်ကိုကြည့်ပြီးညင်းပယ်သွားခဲ့ကြပါတယ်။အဖေကောင်လေးတွေကညင်းပယ်ခဲ့ကြတယ်။တကယ်လို့လက်ထပ်မယ်ဆိုရင်တော့မှသတို့ကတင်တောင်းငွေလက်ဖွဲ့ငွေအများကြီးတောင်းဆိုနေကြတယ်။သိတယ်ဒီလိုဖြစ်မယ်ဆိုတာငါသိတယ်။သတို့၃ယောက်ကိုလက်ထပ်ပေးဖို့အတွက်ဒီလောက်များတဲ့ပတ်စံဘဲကသွားရှာရမလဲ။သူတို့၃ယောက်မွေးလာကလေးကငါသူတို့၃ယောက်လုံးကိုစွန့်ပစ်ချင်နေကြတာ။ မိခင်ဖြစ်သူကတော့ငိုနေခဲ့ပါတယ်။ရှင်ကလည်းမိဘတွေအသက်ရှင်နေရတဲ့အတိုင်းသားသမီးတွေကမိဘမဲ့ကေဟာမှာတောင်းနေစေရလား။ကျမသမီး၃ယောက်လုံးကျမအရန်ချစ်တယ်။မင်းချစ်တယ်ဆိုတာနဲ့ဘာလို့ရမှာလဲ။သူတို့ကိုလက်ထပ်ပေးဖို့အတွက်ပတ်စံအများကြီးကုန်မယ်။အဖေစိတ်ပူမနေပါနဲ့။ကျမရဲ့ရောင်းမလေးတွေကျင်းသေးပေါ့လက်ထပ်ရလိမ့်မယ်။အရာကလည်းကောင်းမွန်တဲ့အိမ်မှာလက်ထပ်ရမှာ။အဖေစိတ်လျှော့ထားလိုက်နော်။အရင်နေ့မှမုံတိုင်းတိုက်တော့မယ့်အရေးကိုရှိပါနီကတော့ညင်သက်သွားအောင်ဖြေပြန်ပေးလိုက်ပါတယ်။ နောက်တော့သူ့ရဲ့ရောင်မလေးတွေကိုပြောပါတယ်။နင်တို့၃ယောက်လုံးစူးစမ်းရမယ်နော်။ဒီနှစ်ပဲနင်တို့စံပွဲအောင်မှဖြစ်မယ်။ကျမတို့၃ယောက်လုံးစူးစမ်းမယ်ရောင်မကြီး။ရောင်မကတလောက်တောင်မှကုညီပေးနေရပဲကျမတို့ကျင်းသေးစူးစမ်းမှာပေါ့။၃ယောက်သားကလည်းစူးစမ်းခဲ့ကြပါတယ်။စံပွဲဖြစ်ရမယ်နေမှာ၃ယောက်လုံးကလည်းပေါ်အမဲရီချုံပြီးတွားဖြစ်ကြပါတယ်။သူတို့ကတော့ဖះချောင်းတွားမဲ့ပုံစံနဲ့ထွက်လာခဲ့ကြတာပါ။နင်တို့ဘယ်တော့ကြမလို့လဲ။ရှီဗော်နီရောက်လာပြီးပြောလိုက်ပါတယ်။အဖေကျမတို့၃ယောက်လုံးကိုဖះချောင်းခေါ်သွားမလို့ ဒီနေ့တို့၃ရောက်လုံးရလက်ထပ်ပွဲအတွက်ဆိုပြီးတော့ဖះเจ้าမှာဖះရှစ်ခုပွဲတစ်ခုလုပ်ပေးမယ်။အဲ့ဒါအချိန်နည်းနည်းကြာလိမ့်မယ်ဖေ။အေးအေးအေးကောင်းတယ်။ဒါပေမဲ့တို့မျက်နှာပေါ်မှာခြုံထားတဲ့ပေါ်ဝါတွေကတော့မကြစေနဲ့။ဟုတ်ကဲ့ကောင်းပြီအဖေ။ဂျီဗော်နီကလည်းရောင်မလေးတွေခေါ်ပြီးထွက်ခွာသွားခဲ့ပါရဲ့။ဒီနောက်မှာတော့စောင်းပွဲဖြေဖို့ခမ်းမကိုခေါ်ဆောင်သွားခဲ့ပါရဲ့။မိန်းကလေးငယ်လေးတွေစောင်းပွဲဖြေပြီးနောက်မှာတော့အိမ်ကိုပြန်လာခဲ့ကြပါရဲ့။လောင်းနေကြမြင်သွားခဲ့တဲ့အခါမှာစောင်းပွဲရလက်ထွက်ပေါ်လာတာနဲ့ ဟောကင်ဖြစ်သူရဲ့ဖုန်းကိုဖုန်းဆက်ပြီးတရင်ကောင်းပေးခဲ့ပါတယ်။အကိုရဲ့ဂုံပြုတ်ပါတယ်အကိုရဲ့သမီးလေးတွေကဆောင်းပွဲကိုအဆင့်ကောင်းကောင်းနဲ့အောင်မြင်ခဲ့ကြတယ်။ဒီတရင်ကိုကြားခဲ့ရတဲ့အခါမှာဟောကင်ဖြစ်သူအန်အားတင်သွားပါတယ်။သူကသမီး၃ယောက်လုံးခေါ်ခဲ့ပါတယ်။သမီးလေးတွေကလည်းအဖေရှိကိုရောက်ရှိလာခဲ့တဲ့အခါမှာအဆူခံထိပါတယ်။နင်ကျုပ်၃ယောက်လုံးဘာလို့အပြင်ကိုထွက်ကြတာလဲ။အဆူခံထိနေခဲ့တဲ့အချိန်မှာပဲသူတို့အိမ်ကိုမီဒီယာသမားတွေရောက်လာပါတယ်။ ဒီနေ့မှာရှိဗာနီရဲ့အသားညိုတဲ့ရောင်မလေးတွေကသူတို့မျက်နှာပေါ်မှာအုပ်ထားတဲ့ပေါ်ဝါးတွေကိုဖယ်ချပြလိုက်ပါပြီ။သူတို့ဓာတ်ပုံတွေကသတင်းစာတွေပါလာခဲ့ပါတယ်။တီဗီမှာလည်းသူတို့အကြောင်းတွေကြီးပါပဲ။ဒီအချိန်မှာဖခင်ဖြစ်သူကလည်းတမီလေးတွေအတွက်ဂုဏ်ယူမဆုံးဖြစ်နေကြတာပေါ့။နောက်နေ့မှာတော့သူတို့သုံးယောက်ကိုလက်ထပ်ချင်လို့နဲ့အတွက်ကောင်းမွန်တဲ့မိသားစုတွေကကမ်းလှမ်းခဲ့ကြပါတယ်။တမီတို့အဖေကိုခွင့်လှပ်ပါ။နင်တို့ကိုအသားညိုရဲဆိုပြီးတော့အမြဲတမ်းပဲခေါင်းမိချုံခိုင်းထားခဲ့မိတယ်။ အခုတော့သမီးတို့၃ယောက်လုံးကအဖေတို့မျိုးရိုးကိုခုံယူရအောင်လုပ်ပေးခဲ့တယ်။တကယ်တော့ရောင်မကိုကျေးဇူးတင်တဲ့နာပါ။ဟုတ်တယ်ရောင်မကိုတိုင်ကအခုလိုဖြစ်အောင်လုပ်ပေးခဲ့တာ။ရောင်မကိုတိုင်ကပဲအများကြီးသင်ပေးခဲ့တယ်။ဟုတ်တယ်အဖေရဲ့ရောင်မကြောင့်ဒါရီအားလုံးဖြစ်ခဲ့တာသီလား။ဒီလိုကောင်းမွန်တဲ့ရောင်မမျိုးလူတိုင်းရရှိပါစေလို့ကျွန်မဆုတောင်းပေးပါရစေ။အခုကျွန်မတို့ဘဝကရောင်မကြောင့်ဒီလောက်တောင်ပြောင်းလဲသွားခဲ့ရပြီ။ရောင်မလေးတွေကလည်းဝမ်းသာပျော်ရွှင်စွာနဲ့ရှီဖာနီကိုတော့ဖတ်ထားခဲ့ကြပါရစေ။ သူတို့ရဲ့ဘဝတွေအားလုံးကိုလည်းအမိုက်ပုံးထဲမှာလွတ်ပြေးနိုင်သွားခဲ့ကြပါတယ်။သမီးလေးတွေကလည်းမိခင်ကိုကတော့ပြီးနောက်မှာတော့ကျေးဇူးတင်လိုက်ပါတယ်။မိခင်ဖြစ်သူကလည်းသမီးလေးတွေကိုဆူတောင်းပေးပြီးနောက်မှာတော့ပျော်ရွှင်စွာနဲ့ဇလောင်းလေးကလည်းဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ခွဲခြားဆက်ဆံခံရတဲ့သူတို့သမီးများဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ရွာတရွာမှာကျော်တကြီးရဲ့အိမ်မှာအလုံးလုံးနေတဲ့အလုတ်သမားအိမ်ပေါ်တယောက်ကလွဲလို့တရွာလုံးမှာရှိတဲ့အမျိုးသမီးတွေကအသားညိုကြပါတယ် ဒါကြောင့်ရွာမှာရှိတဲ့အမျိုးသမီးတွေကဘယ်တော့မှမင်္ဂလာဆောင်ကိုမတွားကြရပါဘူး။မိုဟန်နီမင်းကငါတို့ရွာရဲ့စီမံစည်းကမ်းတွေအားလုံးကိုချိုးဖောက်ခဲ့တယ်။ဒီအတွက်ကြောင့်မို့လို့မင်းကိုငါဒီရွာမှာဆက်နေခွင့်မပေးတော့ဘူး။ဒီလိုမလုပ်ပါနဲ့ရွာသူကြီးရဲ့။ကျမတို့စင်ရဲသားတွေကိုတနာပါအောင်ရှင်။မင်းတို့ကငါတို့ရွာရဲ့စီမံစည်းကမ်းကိုတော့မှဂရုမစိုက်ခဲ့ရပါလေ။ငါတို့ကဘာဖြစ်လို့မင်းတို့ကိုနားလည်ပေးရမှာလဲ။ကျွန်တော်တို့ရွာမှာရှိတဲ့အမျိုးသမီးတွေဘယ်တော့မှမင်္ဂလာဆောင်ကိုမတွားရဘူးဆိုတဲ့စီမံစည်းကမ်းရှိတယ်။ ဒီစီးမျက်စိကန်းတွေကိုတည့်ရဲသားနဲ့ခမရတို့ကချိုးဖောက်ခဲ့ကြတယ်သူတို့မိသားစုကိုအခုချက်ချင်းဒီအိမ်ကနေမောင်းထုတ်ပြလိုက်တော့ရွာမှာထပ်ပြီးနေထိုင်ခွင့်မပေးနိုင်တော့ဘူးတကယ်လို့အေးအေးဆေးဆေးမတော်ဘူးဆိုရင်တော့ကျွန်တော်တို့အနေနဲ့အတင်းအကျပ်လှုပ်ဆောင်ရလိမ့်မယ်ဘလို့ထိလဲအသည်းမမာပါနဲ့ကျွန်တော်ရဲ့အဖေလောကကြီးမှမရှိတော့ဘူးဆိုတော့ကိုလည်းတည့်ရဲသားနေဗျကျွန်တော်မှအမေတယောက်တည်းပဲရှိတော့တာကျွန်တော်ရဲ့အမေကိုသာကျွန်တော်ကလက်ထပ်ပွဲကိုမခေါ်ဆောင်တော့ဘူးဆိုရင်တော့ကျွန်တော်လက်ထပ်နေတာဘာအတိတ်ပဲရှိအောင်ပါလေကျွန်တော်ရဲ့အမေကကျွန်တော်ရဲ့မင်္ဂလာဆောင်ကိုလိုက်ပါခဲ့တယ် အမေသွားတော့မို့လို့ကျွန်တော်ရဲ့အဖေဘက်ကအတော်ရီအမေဘက်ကအတော်ရီအားလုံးကလည်းလိုက်လာခဲ့ကြတာလေဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ကိုခွဲလှောက်ပေးပါတနာစရာကောင်းတဲ့မိုဟန်ကတော့ရွာတကြီးအရှိမတောင်းမှန်နေခဲ့ပါတယ်ဒါပေမဲ့သူပြောတဲ့စကားကိုပဲသူမှနားမထောင်ခဲ့ကြပါဘူးဒီတော့မိုဟန်မိုဟန်ရဲ့အမေနဲ့သူရဲ့သူတို့သမီးအသက်ဆက်ဆက်လေးတို့ကတော့ရွာကနေမောင်းထုတ်ခြင်းခံခဲ့ကြရပါတယ်မိုဟန်ကလည်းရွာနဲ့ဝေးတဲ့တနေရာလေးမှာတော်ပြီးတဲထိုးနေထိုင်နေခဲ့ပါတယ်ရာတီကရေငါ့ကိုခွဲလှောက်ပါကွာ ငါအတွက်ကြောင့်လည်းမင်းပထမဦးဆုံးရခမအင်ကိုဝင်းနဲ့နေမှာပဲအင်ပေါ်ကနေမောင်းချခံခဲ့ရတယ်အခုတော့မင်းဒီတဲအင်လေးထဲမှာနေထိုင်နေရပြီရပါရရှင်ကိစ္စမရှိပါဘူးလူတွေကလည်းလေတကယ်ပါပဲဘာဖြစ်လို့အရင်တုန်းကဒလိထုံတန်းစင်လာတွေကိုအခုချိန်ထိလိုက်ပြီးတော့လုံနေလည်းမသိဘူးမိုဟန်ကတော့သူ့အမေနဲ့မိန်းမနဲ့အတူတူဒီရွာလေးမှာနေထိုင်ခဲ့ပါတယ်တစ်ဖက်မှာတော့ရွာတကြီးအရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်ဘလို့ဖြစ်တာလဲရွာတကြီးရဲ့ကျွန်တော်ရွာတကြီးကိုကြည့်နေရကြပြီးမနက်ခရဲကတော်တော်လေးကိုဝမ်းသာပျော်ရွှင်နေတဲ့ပုံပဲ ဘာဖြစ်လို့ဒီလောက်တောင်မှဝမ်းသာပြောရွှင်နေရတာလဲဆိုတာကျွန်တော်တို့ကိုပြောပြလို့ရလားအခုဆိုရင်တော့ငါသားလေးကနိုင်ငံခြားမှာ၃နှစ်ပညာသင်ကြားပြီးဂျွာကိုပြန်လာတော့မှအမြန်ဆုံးရောက်လာမယ်ဆိုရင်တော့ဘလောက်တောင်မှကောင်းလိုက်မလဲငါတို့တအားတွေးချင်နေပြီသူရောက်လာလို့ရှင်တော့ငါတို့တခါရဲလက်ထပ်ပေးလိုက်တော့မယ်တကယ်ပြောနေရလားရွာတကြီးရဲ့အကိုလေးရောအိမ်ကိုပြန်လာတော့မှပေါ့လေဟုတ်လားဒါကတကယ်ဝမ်းသာပြောရွှင်စရာကောင်းတဲ့ကိစ္စတစ်ခုပဲကျွန်တော်တရွာလုံးမှာမဟုတ်အချို့တွေလိုက်ဝေပေးလိုက်ရင်ကောင်းမလားမဟုတ်ကြ အခုလောလောဆယ်ဘာမို့အချုံးမဝေးစီရမလို့သေးဘူး။ညနေကျွန်တော်သားလေးပြန်လာတဲ့ခါကျရင်တော့ကျွန်တော်သားလေးကိုတွားကြို့ဖို့အတွက်တရွာလုံးကလူတွေကိုခေါ်ပြီးတော့တွားမယ်။အဲဒီမှာတရွာလုံးကလူတွေကကျွန်တော်သားလေးကိုပန်းကုန်းတွေစွတ်ပြီးတော့ကြိုးစိုးပွဲလုပ်ကြလိမ့်မယ်။အရင်နေရာမှာပဲအားလုံးကိုကျွန်တော်မုတ်အချိုဝေးပေးလိုက်မယ်။ဒါဆိုရင်တော့ရွာသူရွာသားတွေကကျွန်တော်တို့ကိုပို့ပြီးတော့ကြီးညိုလေးစားလာကြမှာပေါ့။ကောင်းတယ်ကောင်းတယ်။ဒါဆိုရင်တော့အားလုံးကိုကျွန်တော်သွားပြောပြထားလိုက်မယ်။ညနေကျရင်အားလုံးအစင်သက်လောက်ပြီးတော့ like ခဲလို့ရအောင်လို့လေ။ ီလိုနဲ့အဲ့ဒီလူကြီးကလည်းတရွာလုံးကိုသွားပြီးအတီးပေးခဲ့ပါတယ်။အဖြစ်ဖြစ်နဲ့ညမိုးချုပ်သွားခဲ့ပါတယ်။အိမ်မှာရှိတဲ့မိသားစုဝင်တွေအားလုံးနဲ့အတူတူရွာသူရွာသားတွေကလည်းတထေးလေးကိုသွားကြိုခဲ့ကြပါတယ်။တားဖြစ်သူယထာပေါ်ကဇင်လာတာနဲ့အားလုံးကလည်းသူကိုပန်းကုန်းတွေဆုပ်ပြီးကြိုးဆိုခဲ့ကြပါတယ်။အမလေးငါသားလေးကိုမတွေ့ရတာဘလောက်တောင်မှကြာနေပြီလေ။နှစ်ပေါင်းများစွာကြာသွားပြီ။ငါသားလေးကိုအမေတို့ရွာကနေတစ်ခေါက်ပြန်လဲကြိုးဆိုပါရနော်။ကျေးဇူးအများကြီးတင်ပါတယ်အမေရဲ့။အမေကတော့လေအရင်တိုင်းပဲနော်။နည်းနည်းလေးအောင်မှပြောင်းလဲသွားခြင်းမရှိဘူး။ လောဖြစ်တာလဲအကိုရဲ့ညီမလေးကိုကြာတော့မတွေ့ဘူးလားအမလေးငါညီမလေးရာဂီနေနေလဲအတူတူပဲဒါပေမဲ့နေရအခုဆောင်တော့တော်တော်လေးကိုအရွယ်ရောက်နေပြီပဲငါညီမကကြာတော့အများကြီးပြောင်းလဲသွားတယ်အေးတားလေးရေကျန်တဲ့စကားတွေအားလုံးကိုတော့အိမ်ကိုရောက်တော့မှပြောကြမယ်ဒီလိုနဲ့အားလုံးကိုမဟုတ်ချိုတွေဝေပေးခဲ့ပါတယ်မဟုတ်ချိုတွေဝေပေးပြီးနောက်မှာတော့ရွာသူရွာသားတွေအားလုံးကလည်းကိုစီအိမ်ကိုပြန်သွားခဲ့ကြပါတယ်တားဖြစ်သူကတော့ရွာကိုပြန်လာပြီးဝမ်းသာပြောရွှင်နေခဲ့ပါတယ်တရမှာတော့ရွာတကြီးကဖုံးတော်ကြီးတစ်ပါးကိုခေါ်လိုက်ပါတယ် ဒီမှာဒေတာပုံကြည့်ပါအောင်ဒီကနေ50ကီလိုမီတာလောက်ဝေးတဲ့နေရာမှာရွာတစ်ရွာရှိတယ်။ဒါကအဲ့ဒီရွာကအရန်ကိုချမ်းသာတဲ့ရွာတကြီးရဲ့တအူးတီတော်သမီးလေးပဲ။တတော်လေးကိုလှသားပဲ။ကြည့်ရတာရင်ကျေးလိမ့်မမယ်ပုံစံလေးနော်။ဒါနဲ့ဖုန်းတော်ကြီးရဲ့ကျွန်တော်ခမရကိုပြေးဝယုံကြည်ပါရစေ။ကျွန်တော်သားလေးကခမရသားလေးပဲပေါ့။သူ့ကိုမကောင်းတဲ့မိန်းကလေးကိုရှာပြီးလက်ထပ်ပေးမှာတော့မဟုတ်ဘူးလေ။အဲ့ဒီအချိန်မှာသားဖြစ်သူရောက်ရှိလာခဲ့ပါရစေ။ဒါနဲ့အဖေဘယ်သူရဲ့ဓာတ်ပုံကိုကြည့်နေရလဲ။ ဒီမှာလေတားရဲ့ဖုံးတော်ကြီးကတားအကျွမ်းမိန်ကလေးတယောက်ရှာလာခဲ့ပြီးဒီမှာအဲ့ဒီမိန်ကလေးရဲ့ဓာတ်ပုံပဲတားတစ်ချက်လောက်ကြည့်ကြည့်အောင်အဖေရဲ့ကျွန်တော်ကနိုင်ငံသားမှာပညာသင်ကြားပြီးပြန်လာတယ်ဆိုပေမဲ့မိသားစုရဲ့ရိုးရထုံတန်းစင်လာတွေကိုတော့မဖြတ်စည်းဘူးအဖေသဘောကျတဲ့သူနဲ့တားကိုလက်ထပ်ပေးလို့ရတယ်တားလက်ခံပါတယ်အေးတားလေးရေငါတားလေးရှိကအဖေဒီကိစ္စတွေကိုမျှော်လင့်ထားပြီးသားပါတားလေးအတွက်အဖေတကယ်ဝမ်းသာကုန်ရှူမိတယ်ငါတားလေးကအခုချိန်ထိအဖေတို့ရဲ့ယဉ်ကျေးမှုကိုမမေ့ဘူး အဝေးတနေရာကနေအမေနဲ့ညီမလေးကတော့ကြည်နေခဲ့ပါတယ်။ပြောစရာကောင်းလိုက်တာငါသားလေးလက်ထပ်ရတော့မယ်။ငါသားလေးရဲ့မင်္ဂလာဆောင်ကြရင်ပြောစရာကောင်းပါပဲ။အမေကလည်းတမီးတို့မမင်္ဂလာဆောင်ကိုတွားလို့မရတာ။ဘာလို့ပြောစရာကောင်းမှာလဲ။ကျမတို့လည်းကျမတို့အိမ်ကအလုပ်သမားလိုမျိုးအသားဖြူရင်ဘလောက်ကောင်းမလဲနော်။နောက်နေ့မှမိသားစုဝင်တွေအချင်းချင်းတွေ့ကြပြီးရက်ကောင်းရက်မြတ်ရွေးချယ်ကြပါတယ်။ရွာတကြီးရဲ့အိမ်မှာပြင်ဆင်စရာရှိတာအားလုံးပြင်ဆင်ခဲ့ပါတယ်။အိမ်ကြီးကိုလည်းတတို့တမီးလိုမျိုးလှပနေအောင်ပြင်ဆင်လိုက်ပါတယ်။နေ့လယ်ခင်မှာသားဖြစ်သူကတော့ အဲ့အကြီးကြီးတအဲ့ယူပြီးသူ့အမေနဲ့ညီမလေးရဲ့အခန်းထဲဝင်သွားပါတယ်။အမေရာဂနီဒီမှာကြည့်ဘာယူလာခဲ့လဲဆိုတော့ဒီမှာနှစ်ယောက်လုံးဝဖို့ကြောင့်အရန်ကိုလှပါတဲ့အဝိစာတွေအများကြီးယူခဲ့တယ်။ဒါတွေကိုလန်ဒန်ကနေပြီးတော့မှားထားတာ။လှလိုက်တာကိုရဲတကယ်လှတယ်နော်။ကျမတို့ရွာမှာဒီလောက်လှပါတဲ့အဝိအစာကိုဘယ်သူမှဝစ်စင်ခဲ့ဘူးလိမ့်မယ်လို့မထင်ဘူး။အေးဟုတ်တယ်။အဲ့ဒါကြောင့်ပဲမှယူခဲ့တာပေါ့။နှစ်ယောက်လုံးဒါကိုဝစ်ပြီးတော့မင်္ဂလာဆောင်မှာလိုက်ခဲ့ရမယ်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာသားမီးနှစ်ယောက်လုံးငြိမ်သက်သွားခဲ့ကြပါရဲ့။ ။သားရဲ့ရွာရဲ့ရင်ကျေးမှုကိုသားလည်းသိရဲ့သားနဲ့ရွာမှာရှိတဲ့အမျိုးသမီးတွေကမင်္ဂလာဆောင်ကိုမတော်ရဘူးလေ။ဘာလို့လဲဆိုတော့အမေတို့အားလုံးကအသားညိုကြတယ်။သားအဖေကိုယ်တိုင်ကလည်းဒါကိုညှင်းထားတယ်။ဒီအချိန်မှာဖခင်ဖြစ်သူရောက်လာပါတယ်။ဟုတ်တယ်သားရဲ့မင်းအမေပြောတဲ့စကားအမှန်ပဲ။ဒါတွေကငါတို့ရွာရဲ့ရင်ကျေးမှုဖြစ်နေပြီ။အသားညိုတဲ့အမျိုးသမီးတွေမင်္ဂလာဆောင်ကိုလိုက်မယ်ဆိုရင်တော့မကောင်းတာတွေဖြစ်လာနိုင်တယ်။အဖေတို့လည်းအဆက်ကွဲလိမ့်မယ်။အဖေကလည်းဒီနေ့ခင်မှလည်းခွဲခြားမှုတွေကိုလုပ်နေတုံးလားကျွန်တော်ကတော့ဒါကိုလုံးဝလက်မခံနိုင်ဘူး တားလေရေငါမင်းကိုဘလောက်တောင်မှယုံကြည်ခဲ့လဲဘလောက်တောင်မှဂုဏ်ယူနေခဲ့လဲသီလားအခုမင်းကဘာရီလျှောက်ပြောနေရပြန်လာလဲကျွန်တော်နိုင်ငံကသူတွေကလကပါအထီအောင်တက်နေကြပြီအဖေကတော့အရင်နှုန်းကအကြောင်းတွေကိုပြောနေတော့မင်းတားရေတော်ပါတော့တားအဖေရဲ့ဒေါသကိုတားမသိဘူးလားတားသိပါတယ်တားကလည်းအဖေရဲ့တားပါပဲဒီမလို့အပ်တဲ့ရင်ကျိမှုတွေကိုစက်ပြီးတော့လိုက်နာစီရမမလို့တာအရင်တုန်းကဆိုရင်တော့ရွာရီမဖြစ်လာခင်တုန်းကတောအုပ်ကြီးတွေကအကြီးကြီးပဲ တဏှာကနေတဏှာကိုသွားဖို့အတွက်တောအုပ်ကြီးတွေကိုဖြတ်ရတယ်။အဲဒီအချိန်တုန်းကဓမြတွေတခိုးတွေကလည်းပေါ်တယ်။ကျွန်တော်တို့ရွာမှာရှိတဲ့အသားညိုတဲ့အမျိုးသမီးတွေကလက်ဝဲလက်စာတွေဝတ်ပြီးသွားတဲ့အခါကျရင်တော့တခိုးတွေဓမြတွေကလူရက်ကြတယ်။အသားညိုတဲ့အတွက်ကြောင့်မို့လို့လက်ဝဲလက်စာတွေကလည်းသူတို့ကိုယ်ပေါ်မှာတောက်ပနေခဲ့ရပေါ့။အဲဒါကြောင့်အသားညိုတဲ့အမျိုးသမီးတွေကိုအတူတူမလိုက်ခိုင်းတာ။အခုဆိုရင်ခိတ်တွေကပြောင်းလဲကုန်ပြီလေ။အခုဘာတခိုးလူဆိုဓမြမှလည်းမရှိဘူး။နေရာစုံမှာရဲတွေကလည်းရှိတယ်။ မီးလောင်းတွေကလည်းအကြီးကြီးတွေပဲကျွန်တော်တို့အခုဘာကိုကြောက်နေရမှာလဲငါဒါတွေမသိဘူးမင်းရဲ့မင်္ဂလာဆောင်မှာအမျိုးသမီးတွေမတော်ရဘူးဆိုရင်မတော်ရဘူးပဲဒါကငါ့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ပဲပြောဆိုပြီးနောက်မှာရွာတကြီးထွက်ခွာသွားခဲ့ပါတယ်ညပိုင်းမှာတော့သရိုသားရဲ့အမေနဲ့ညီမလေးတို့ကစိတ်ပြန်နေခဲ့ကြပါတယ်ဒီအချိန်မှာသားဖြစ်သူရောက်ရှိလာပါတယ်ကဲမနှက်ပြန်ကြလို့ရှင်တော့အတော်တို့တွေအားလုံးလာကြလိမ့်မယ်အားရကြောင်းအမေတို့လည်းတေးချပြင်ဆင်ထားကျွန်တော်နဲ့အတူတူအားလုံးမလိုက်ခဲ့ဘူးဆိုရင်တော့ကျွန်တော်လက်ထပ်မှာမဟုတ်ဘူး ကျမတို့လည်းလိုက်ချင်ပါတယ်ကိုရဲကျမတို့အဲ့လိုလုပ်လို့မရဘူးရွာမှာရှိတဲ့စင်ရဲတဲ့သူတယောက်ကသူ့ရဲ့အမေကိုမင်္ဂလာဆောင်ကိုခေါ်သွားပြီလို့သူ့ကိုအဖေရရွာကနေနှင်ထုတ်ပြလိုက်တယ်ဒါဆိုရင်တော့ဒီရင်ကျေးမှုကိုဖျောက်ဖို့အတွက်အရေးကြီးပြီဒါဆိုရင်တော့ငါဒီလိုလုပ်မယ်တိတ်တိတ်လေးနောက်ကနေလိုက်ခဲ့ကြပေါ့ဟိုကိုရောက်သွားတဲ့အခါကျရင်တော့ကြီးလောက်ကြမယ်နောက်နေ့မှတော့မင်္ဂလာဆောင်နေ့ကိုရောက်ရှိလာခဲ့ပါပြီအသားဖြိုတဲ့လူတွေအကုန်လုံးနဲ့အိမ်မှာရှိတဲ့အလုပ်သမားအမျိုးသမီးတယောက်ကတော့ကားပေါ်မှာထိုင်ပြီးသွားကြပါတယ် သူတို့သားရဲ့တငယ်ချင်းကတော့ကြံတဲ့အမျိုးသမီးတွေကိုသူတို့ကနေတင်းဆောင်လာခဲ့လိုက်ပါတယ်။သမီးရဲ့အမေအရန်ကြောက်တယ်။သမီးအဖေကအမေတို့ကိုအိမ်ပေါ်ကနေမောင်းချရင်ဘလို့လုပ်မလဲ။ဘာမှလည်းအလောက်ထိစိုးရိမ်မနေပါနဲ့အကိုအားလုံးကြည့်လို့လိမ့်မယ်။ဒီလိုနဲ့လူသူကင်းရှင်းတဲ့နေရာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ကားသုံးစီးကတော့ရှင်ပြီးတွားနေခဲ့ကြတာပါ။မိင်္ဂလာဆောင်ကားတွေကိုလူဆိုးတခိုးတွေကဝိုင်းခဲ့ကြပါတယ်။ကဲဒီမှာအမျိုးသမီးကတယောက်တည်းပဲပါတယ်။ ရွာမှာအားလုံးကကြံခဲ့ကြတာဆိုတော့တို့ရှိမှာပါတော့အကုန်လုံးဓမြတိုက်ကြပြီးရင်တော့အားလုံးကိုတခါရဲအပေါ်ကိုပို့ပြလိုက်တော့ဒါဘာလို့ကြလဲငါတို့ထပ်ပို့ပြီးတော့ခမရတို့ကပို့စိုးရင်မဟုတ်ဘူးလားခမရတို့ကလည်း main ခလစ်တယောက်ကိုဓမြတွားတိုက်နေကြတာသူ့စီကရာတလောက်တင်တောင်းွေတွေအများကြီးယူလာခဲ့ကြမှာပဲလေကျွန်တော်တို့ကလည်းအမျိုးသမီးတွေမပါတဲ့ကားတွေကိုပဲဓမြတိုက်တာအသားဖြိုတဲ့သူတွေနဲ့အသားညိုတဲ့သူတွေကိုခွဲခြားဆက်ဆံတဲ့သူတွေကိုဆိုရင်တော့ကျွန်တော်တို့လုံးဝအလှမပေးဘူးဒုက္ခပဲအဖေးဒီပုံစံတိုင်းဆိုရင်တော့ဒုက္ခရောက်ပြီး လူစိုးကြီးကအားလုံးကိုတပ်ပစ်ဖို့ရှေ့တိုးလာပါတယ်။ဒီအချိန်မှာ အမျိုးသမီးတွေထွက်လာခဲ့ကြပါတယ်။ဘယ်သူပြောတာလဲ။မင်္ဂလာဆောင်ကားနဲ့အမျိုးသမီးတွေမပါဘူးလို့ကျမတို့အားလုံးပါတယ်။ဒါဆိုရင်တော့အားလုံးအတူတူသွားရမှာပေါ့။ဒါဆိုရင်တော့သူတို့ကိုသွားခွင့်ပေးလိုက်။သူတို့နဲ့အတူတူအသားညိုတဲ့အမျိုးသမီးတွေလည်းပါဝင်နေတယ်။အဲဒါကြောင့်ငါတို့လှုပ်ပေးလိုက်မယ်။ဒီလိုနဲ့လူစိုးတွေကသွားခွင့်ပေးခဲ့ပါတယ်။ဒီနောက်မှာတော့အကောဖြစ်တော့ကသူညီမလေးကိုတူတူလေးအမှန်တရားတွေပြောပြခဲ့ပါတယ်။ငါပြောရဲမလားဒီရင်ကျေးမှုတွေအားလုံးပပျောက်သွားအောင်ငါလှုပ်ပေးပါမယ်ဆိုနေမှာ။ အားဒီလူစိုးတွေအားလုံးကငါတငယ်ချင်းတွေကြီးပဲဒါကအကိုရဲ့အစီအစဉ်တွေပဲလေကောင်းလိုက်ကြအကိုရဲ့တကယ်ကြော်တယ်အကိုကတော့တကယ်လက်ခံသွားပြီဒီလိုနဲ့နောက်နေ့မှမင်္ဂလာဆောင်လက်ထပ်ပြီးသတို့သမီးကိုခေါ်ကတခါရေပြန်လာခဲ့ကြပါတယ်ဂျွာတကြီးကလည်းသူ့ရဲ့အမားတွေကိုသဘောပေါက်သွားခဲ့ပါပြီသူကလည်းသူ့ရဲ့အတွင်ရင်မှုနဲ့အတူတူမိုဟန်နီရဲ့တဲလီတွေကိုသွားခဲ့ပါတယ်မိုဟန်နီငါမှားသွားတယ်မင်းတို့ဂျွာမှာပြန်လာနေထိုင်လို့ရပြီငါကိုယ်တိုင်လည်းမင်္ဂလာဆောင်ကိုငါမိသားစုဝင်တွေကိုခေါ်သွားခဲ့တယ် မဟုတ်တဲ့ထုံတဲ့ဆင်နာတွေကိုတော့ငါကိုယ်တိုင်းပဲဖြတ်သိမ်းပြလိုက်ပြီဒီနေ့ဆပြီးရောရွာမှာခွဲခြားဆက်ဆံမှုတွေထရှိမှာမဟုတ်တော့ဘူးအားလုံးကိုတဒန်းနဲ့ထားပြီးရိုသေလေးစားတဲ့နဲ့ဘာလို့လဲဆိုတော့အားလုံးကိုဖျားသခင်ကဖန်ဆင်းထားခဲ့ပေးရလေအရင်နေ့ဆပြီးမဟုတ်တဲ့ထုံတဲ့ဆင်နာတွေကိုရွာမှာတခါတည်းပဲဖြတ်လိုက်ပါလေဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်